်ဝေပြီးကအမအောင်မေးအမဝေပြီးစားတချင်းဆိုပေးမယ်အင်ကြီးကလည်းတိတ်တော့မကွာဘူးဆိုတော့ဒီနေ့တော့အမစူးစမ်းပြီးဆိုပေးလိုက်တော့မယ်โอเคပါဆိုတော့အရှင်းပါလဲအာတယောလီလည်းခြားထားရဆိုတော့လေဒီနေ့အတွက်လည်းရင်ခုန်စွာနဲ့ပြိသက်တွေအတွက်နောက်ထပ်အရာသာတတိတမျိုးထပ်မှပြီးတော့ခက်စားမယ်လို့ထင်ပါတယ်ညီမလေး ready နော် good luck ပါရှင် Thank <laughs> you. 자. ။မြေသက်ရှိရဦးမယ်နော်။ဝေးပြီးဖြစ်ပါရှင်။ရှော့ကဲ။အခုစမွန်တို့ကအာအခုစမွန်တို့ကအရင်ဆုံးတရောလေးအရင်အောက်ပြေးကြမယ်ပေါ့နော်။ Okay ဆိုတော့ညီမလေးဝင်ပြီးအများကြီးစူးစမ်းပြီးတော့ဒီဆိုရှယ်ပြေသွားတာတွေ့ရပါတယ်ဆိုတော့ရင်ခုန်စွာနဲ့ကျွန်တော်တိုင်းသူချင်းမင်းများရဲ့အမှတ်ချက်များကိုကြားပြရစီရှင် ပြီးရဲ့ဖြော်ပြမှုက amazing ပဲလို့ပြောလို့ရတယ်။အမကပြိုင်ပွဲတစ်လျှောက်ဝေပြီးပြိုင်လာတာကိုမကြည့်ဘူး။ပွင့်လင်းဆုံးပြောတာမှန်တိုင်းပြောတာ။အာဒီမှာ3ရက်ပဲပေါ့နော်။တိုင်လာထိုင်နေထိုင်နေချိန်မှာတော့ဒီ3ရက်အတွင်းရှင်ပြိုင်မှုမှာဒီ grand final မှာ ဝေပြီးရဲ့ရှင်ပြိုင်မှုဟာတော်တော်ကြီးကိုထူးခြားပြောင်းလဲပြီးတော့မှကောင်းမွန်သွားတာကိုတွေ့ရတယ် အရင်မဲစူးစမ်းထားတယ်အားစိုက်ထားတယ်အာပြီးတော့ sustain လေးတွေကအစာပေါ့နော်ကိုသွားကျင်တဲ့ expression တွေအကုန်လုံးကို detail စဉ်းစားလဲစဉ်းစားထားတယ်လှုပ်လဲလှုပ်နိုင်တယ်အဲဒါကိုတွေ့ရတယ်ပြီးတော့တော့ instrument လဲအာကြီးတယ်အဲ့ဒီမှာမှဟိုကိုကဒီ vocal နဲ့ stage performance တွေသုံးခုတွဲတဲ့အချိန်မှာအားလုံးဟန်ချက်ညီအောင်လုပ်နိုင်တာကိုတွေ့ရတယ်။အဲ့အတွက်ကြောင့်မလို့အရင်မဲ့ဂုဏ်ယူပါတယ်။ရန်လေးချီးကျူးပါတယ်။ဗုဒ္ဓင်းတွေအများကြီးရပါစေ။ကျေးဇူးပါ ဆရာအနေနဲ့လည်းခုနကပြောတဲ့စကားကိုပြန်ကောက်ရမယ်ဆိုလို့ရှင်ဒီ comfort zone နဲ့နေထွက်ပြီးတော့တမီဆုံးဆုံးစားစားလှုပ်တယ်ကို instrument တစ်ခုကိုဒီဟာတဲ့ဘာ one bar ကြားထဲမှာ ကောက်ကင်နိုင်တယ်ပြီးရင် start note နဲ့ပြန်ပြီးတော့ဒီနိုင်ဖို့နဲ့ဒီဟာကိုဆုံးဆုံးစားစားတမီလှုပ်ထားတယ်ပေါ့နော်ပြီးလို့ရှိလို့ရှင်နောက်ပိုင်းမှာ key အလှည့်ပြောင်းနေအကုန်လုံးကိုအဲတတ်တတ်ရရရနဲ့နောက်ဆုံးအချိန်ထိကိုတကယ်ကိုတစ်ချင်းထဲမှာစီးမျောပြီးတော့ဒီဆိုသွားနိုင်တယ်အဲအဲ့ဒါကိုလည်းဆရာအနေနဲ့ အင်မတန်ကောင်းယူမိပါတယ်เนาะတမီဒီတမကဗိုလ်တင်နေလည်းရပါစေလို့ဆရာဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်ဆင်းရဲပြပါစေ thank you ညီမလေးဒီနေ့ fashion fashion နဲ့ပတ်သက်ပြီးတော့ညီမလေးအကွာတော့တောက်လျှောက်ပေါ့เนาะညီမလေးနဲ့အမြဲတမ်းပြောရတယ်ညီမလေးကိုအမြဲတမ်းပြောရလုံးဝကြည့်လို့ညီမလေးတချို့ fan တွေကတော့မှအကိုအများကြီး ်ပြန်ပြီးတော့ဝေဖန်ကြရတယ်လေနော်အဲ့တော့ညီမလေးဒီ fashion နဲ့ပတ်သက်ပြီးတော့အာညီမလေးရဲ့အမြင်ဒီနေ့ final မှာဝစ်စင်ထားရဲ့ဘိုင်းလေးနဲ့ပတ်သက်ပြီးတော့လည်းတစ်ချက်အကိုအရင်ဆုံးကြားချင်တယ်တချင်းဆိုရယ်ဘိုင်းနောက်မှာပြောဦးဩမကြောက်ဒီနေ့ fashion နဲ့ပတ်သက်ပြီးတော့ညီမလေးဝစ်စင်တဲ့အပိုင်းမှာအခုမနေ့ကလာမေးရလေအခုဝစ်စုံဘယ်လိုဟာလေးတွေဝယ်ရမလဲဆိုတော့အဲ့တော့အဲအခု ညီမလေးအခုဝတ်ထားတဲ့ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့ခန်းစားချက်ကလေးဘလို့ရှိလဲကိုသိချင်တယ်အဲ့ဒီပုံမှာညီမလေးကိုကိုအမြဲတမ်းအစဉ်ပြေဖို့အတွက်ကိုစကားလေးတစ်ခွန်ချီးမြှင့်ချင်တာဟုတ်တမီဝတ်ထားတဲ့ဒီအာဒီဟာလေးကတော့ချင်းယူရပါတော့အဲ့လိုဆက်ထားတာဖြစ်ပါတယ်ဘလို့ခန်းစားရလဲကိုဝတ်တဲ့အချိန်မှာခန်းစားမှုလေတမီခန်းစားမှုကတော့อืมခုန instrument တီးတာဆိုတော့နည်းနည်းလေး ကဲဒီလက်မြောက်တဲ့အခါမှာဟိုဟာဖြစ်တယ်ဗောနော်ပထမဝိဆုံတစုံဆိုလို့ရှင်တော့လက်ပုံမြောက်လို့ကောင်းမှာဗောနော်အခုပြားတဲ့ဝိဆုံဆိုတော့ဟုတ်ပြီဒါဆိုလို့ရှင်ညီမလေးက instrument တီးရမဲ့ဟိုညီမလေးဘာကြောင့်ဒီဝိဆုံကိုရွေးချယ်ခဲ့ရလဲကိုစရာဦးမေးတော့ဒီဝိဆုံကိုဝေးရမယ်ပြောလို့အခုကညီမလေး instrument တီးမယ်ဆိုတော့အခုမပြောထားဘူးလीเนาะတကယ်လို့များညီမလေး instrument အဲအဲ့ဒါကြီးတီးမယ်ဆိုလို့ရှင်တော့အကိုကအရှိဝစ်ဆောင်ကိုမလှပင်မဲ့အယောင်တွေပို့ပြီးတော့တောက်နေပင်မဲ့အကိုရွေးချယ်ခိုင်းပါဘာဖြစ်လဲဆိုတော့ဖြောပြေးတင်ဆက်မှုကိုတော့အကိုကဦးစားပေးပါနော်ညီမလေးဒါပေမဲ့ညီမလေးအမြဲတမ်းရွေးချယ်ပါအယောင်ချိန်နဲ့ပုံစံတွေပြီးတော့ကိုယ့်ရဲ့ structure ကိုပို့ပြီးတော့လှပသွားစေတဲ့အပိုင်းမျိုးတွေအခုဝတ်ထားတဲ့ဝစ်ဆောင်လေးညီမလေးနဲ့တိတ်လှတယ် ဒါပဲမဲ့ဆိုတော့တယောက်က performance လုပ်တဲ့အခြေအနေမျိုးတွေကို ပြန်ပြီးတော့ဦးစားပေးရမယ်အခုပြောချင်တဲ့ဒီပဲတော့ပေါ့လားမသိဘူးအာဆိုတော့တယောက်လေတချင်းကိုပိဒါကြီးများအကောင်းဆုံးပညာပြပြစုံနိုင်တယ်ဆိုလို့ရှိရင်အရန်သဘောကျတာအကွာလေ YouTube မှာအစတော်တယောက်ကိုအရန်သဘောကျပြီဆိုလို့ရှိရင်အမြဲတမ်းအကွာလေ့လာတယ်လေ့လာတဲ့အခါမှာသူကသူတို့တချင်းနေမကောက်ဘူးသူတို့ရဲ့တခြားတက်မြောက်ထားတဲ့အရာတွေပရိသတ်ကိုဖျော်ပြတာတို့သူတို့ရဲ့တက်မြောက်ထားတဲ့အရာလေးတွေနဲ့ပရိသတ်ကိုလေအမြဲတမ်းသူတို့တွေ ပေးဆက်တဲ့ຢာလေးအများကြီးရှိတယ်။အဲ့ခါကျလို့ရှိရင်လေသူတို့နိုင်တဲ့เนาะ PNO တို့เนาะဒါမျိုးလေးတီးခတ်ပြီးပြရင်လေအကိုဘလို့သဘောကြောင်မှမသိတာ။ညီမလေးအခုလေတရောလေးကိုတီးပြသွားတဲ့အခါမှာရင်ထဲကိုအေးချမ်းပြီးတော့အကိုရမ်းခံစားရတယ်။အရန်သဘောကြတယ်ဒါတစ်ချက်เนาะပြီးတော့နောက်တစ်ခုပါလေညီမလေးကိုအကိုတောက်လျှောက်အမြဲတမ်းပြောချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့ညီမလေးတချင်းဆိုတဲ့အခါမှာညီမလေးရဲ့ပင်ကိုယ်တန်အပိုင်းနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့တစ်ပတ်ကအကိုပွန့်ပွန့်လင်းလင်းဝေဖန်လိုက်တယ်။ ဝေဖန်လိုက်တဲ့အချိန်မှာနားလေတယ်ဒါပေမဲ့အကိုကဂျားထဲမှာတွေးဖြစ်ဖို့ပိုင်းနေလည်းမရှိဘူးအကိုကဒီလို jazz အဆုံးဖြတ်တဲ့အခါပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတည်း live မှာပြောရင်ပုံနာဝင်တယ်အကိုပရိသတ်တွေဘလို့ပဲဝေဖန်ဝေဖန်အကိုကတိတ်ပြီးတော့အဲ့ဒီအဖိုင်းကြီးနဲ့ပတ်သက်ပြီးတော့ခေါင်းနဲ့တိတ်မထက်တတ်တာညီမလေးတို့ပို့ပြီးတော့သိမယ်ထင်ပါတယ်เนาะအဲ့တော့အခုပြောတဲ့အခါမျိုးတွေမှာညီမလေးကခံစားသွားရတယ်ဆိုပေမဲ့လည်း 到时候变新的的，拿干的的，这个变文文光都要录一个歌啊，看啥没的，听你命啊，来听吧。哎，昨天嘛，你又讲起朱婷了，那的确啊，你嘛哩，国内来拍的的这首歌，完全是太难不熟的。呃，这边嘛哩，你嘛哩，四年耶，I love you，哎，这首你嘛哩熟的喏。 ဲ့ဆိုတဲ့အခါမှာအခုသုံးတက်ခဲ့ဘူးတယ်ညီမလေးကတချင်းကိုဆိုတဲ့အခါမှာတချင်းစာသားကိုလည်းအဲညီမလေးခံစားတဲ့အပိုင်းနဲ့ music ကိုခံစားတဲ့အပိုင်းနဲ့မှာညီမလေးအရင်အားနေတယ်ဘာဖြစ်လဲဆိုညီမလေးကတောက်လျှောက် force ကိုတကုံထုတ်ပြီးတော့လောပြီးတော့ဆိုတာရသားတွေအကုန်ပြတ်သွားတာလीနောက်အခုညီမလေးကိုသုံးတက်ခဲ့ဘူးတယ်တကယ်တမ်းအခုခံစားမိတဲ့အပိုင်းကလीအဲ့တုန်းကအခုညီမလေးကိုမပြောခဲ့ပေမဲ့ဩ तू ကတကယ်တမ်းတော့သူ့ပုံစံဆိုရမှာ ဘယွန်းစေးရဲ့ listen ဆိုတဲ့တခြင်းကို तू ဆိုရမှာလို့ကိုခံစားမိတယ်။ဘာလို့လဲဆိုတော့အတ္တမျိုးပညာကြီးပြပြီးတော့အတန်ပါဝါကိုတောက်လျှောက်အမြင့်တန်နေပြီးပဲဆိုတဲ့တိတ်ခတ်တဲ့တခြင်းပြိုင်ပွဲဝင်နေဆိုဖို့အတွက်ကိုတိတ်ကိုအားတာမဲ့တခြင်းမျိုးပညာပြနိုင်မဲ့တခြင်းမျိုးတကယ်ဆရာဆရာကြီးတွေပဲစုံနိုင်တဲ့တခြင်းမျိုးကိုအကွာစူစီချင်တာ။ဘာလို့လဲဆိုတော့ညီမလေးကိုပညာပြစေချင်တာညီမလေးရဲ့တခါတလေကြာရင်စိတ်လောသွားမှုအဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အော်သူ့သားဒီတခြင်းစို့လိုက်မယ်ဆိုလို့ရှိရင် အကိုလည်းဝေဖန်ရတော့မှမဟုတ်ဘူးလို့အကိုအမြဲတမ်းတွေးတယ်။ဒါပေမဲ့စီလင်းကလေတချင်းဆိုတဲ့အခါမှာစာသားတွေရောသူ့ရဲ့အတန်တွေရောသူကတိတ်တက်ရတဲ့သူ။နော်အော်ဒါပေမဲ့ညီမလေးစိုးပုံစိုးပေါက်ကဘယ်သူနဲ့တူလဲဆိုတော့အခုတခါကျခံစားမိတယ်။အော်ဆလင်းတချင်းဒီ list အဲဒီ I love you ပေါ့နော်ဒီတချင်းကိုဆိုဘီယွန်ဆေရဲ့ဒီ listening ဆိုရဲအခုပြောဘီယွန်ဆေရဲ့ listening ကိုပြောတာနော်။အဲ listening ကို ဆိုတဲ့ပုံစံမျိုးမှာဘီယွန်ဆေပုံစံမျိုးမဟုတ်ဘဲနဲ့နောက်ထပ် version ဖြစ်တဲ့ Jennifer Hudson ရဲ့ version မျိုးကညီမလေးရဲ့အတန်နဲ့ပုံလိုက်မယ်လို့ကိုကခံစားမိတာ။ဘာလို့လဲဆိုတော့ညီမလေးရဲ့စိုးပေါက်ကိုခံစားမိနေတာ။နော်။အာဂလီထဲမှာပါတဲ့ဇာတ်ကောင်လေးလေဒီ listen တချင်းကိုပဲ Filipino လေနော် Philippine ဒီကောင်မလေးစိုးတဲ့ပုံစံမျိုးထပ်တော့မှငါညီမစိုးလိုက်ရင်ပို့ပြီးတော့ကောင်းနေမယ်လို့ကိုကခံစားမိတာ။ဒီနေ့ညီမလေးရဲ့ဖြောပြေတင်ဆက်မှုကိုအကိုခံစားလိုက်တဲ့ချိန်မှာ တချင်းရဲ့နောက်ပိုင်း music arrangement တွေကိုခံစားတဲ့ချိန်မှာ Jennifer Hudson ရဲ့မှုကိုကိုရသွားတယ်လား Jennifer Hudson ကလေအသက်ငငယ်လေးနဲ့ Oscar ရော Grammy ရောရခဲ့တဲ့အစိုးရတယောက်ဖြစ်တယ်သူ့ရဲ့ရုပ်ရည်အလားထက်သူ့ရဲ့တခြင်းဆိုပြတာနိုင်မှုနဲ့သူ့ရဲ့အမှုပညာအရန်အားကြီးတဲ့သူတွေပါအခုဒီနေရာမှာတခါတည်းပြိုင်ပွဲဝင်နေအကုန်လုံးပြောချင်တာကကိုယ့်ရဲ့အတန်ဘလောက်ကောင်းကောင်း ိုယ့်ရဲ့တခြင်းဆိုနိုင်မှုကိုယ့်ရဲ့ဒီပြည်တွင်းမှာဆရာသမားကောင်းတွေနဲ့အကိုတို့ဒီလိုထိတွေ့ခွင့်ရတဲ့ကံကောင်းမှုတွေနဲ့ထက်တူအစိုးတော်တယောက်မဟုတ်တဲ့အကိုတော်ဒီတခြင်းတွေကိုချစ်ပြီးတော့တခြင်းတွေကိုဘလို့ဆိုတဲ့ဘူးတုတတွေကိုအကိုကတောက်လျှောက်ကိုအကိုလေးလာခဲ့တဲ့သူတယောက်ဖြစ်တယ်အကိုလေးညီတို့ညီမတို့ကိုလေအဲ့ဒါမျိုးကိုလေ့လာစေချင်တာဘာလို့ဒီလားအဲ့လိုလေ့လာမှုကနေပြီးတော့လေပုံမကောင်းမှုပြီးတော့ကိုနဲ့လိုက်ဖက်တဲ့အရာတွေပညာပြနိုင်မှုတွေ ကိုယ့်ရဲ့ပြိသက်တွေအကုန်လုံးကိုဖျော်ဖြေမှုအပိုင်းတွေမှာပို့ပြီးတော့အဲ့ဒီအရာတွေကိုပေါင်းဆက်စေခြင်းတာအကိုရဲ့စိတ်ဆန္ဒဖြစ်တယ်။ညီတို့ညီမတို့တချင်းဆိုလိုက်တိုင်းအကိုတို့ကအကိုတို့မှတ်ထားတဲ့အရာတွေအကုန်လုံးအကိုတို့ကလေစာရီစီပြီးပြောချလိုက်လို့မရဘူး။ကိုက်ညီမလိုက်ဖက်မှအကိုတို့ကနေပြီးတော့ပြောပြမယ်အရာကြီးအများကြီးရှိတယ်။တခါတလေကိုထက်ပြီးတော့လေအမြဲတမ်းပြောပြခြင်းနဲ့ကိုညီညီမတွေအကြောင်းအရာတွေအများကြီးရှိသေးတယ်။အကိုအစိုးရတယောက်မဟုတ်ပါဘူး။ ဒါပေမဲ့လေအစိုးရအကြောင်းလာခဲ့အကိုတောက်လျှောက်အကိုပြန်ပြီးတော့လေပြောလို့ရဘာလို့ဒီလားအကူလေးအစိုးရလေးကိုအရန်ချစ်တယ်သူတို့ရဲ့တချင်းကိုတိတ်တဘောကြတယ်ညီမလေးဆိုလိုက်ရင်တော့ညီမလေးကဘာ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 ဆိုတဲ့အရာကိုအကိုရင်ထဲမှာတခါတည်းခံစားမိသွားတယ်ဒီနေ့မှလေ grand final မှာလေအကိုကဘယ်တော့မှမကြိုက်ခဲ့တဲ့ဖွေပြီးကဒီနေ့ရဲ့ဖြောပြေးမှုမှာအကိုတကယ်ကဘာကျော်ရီဆိုခဲ့တဲ့တဲကအကိုဖြစ်စေခြင်းနဲ့ဂျနီဗာဟက်ဆန်ရဲ့ခံစားမှုမျိုးကိုအကိုရခဲ့ပါတယ်အရန်ကောင်းပုံပါတယ်ကျေးဇူးများကြီးကျေးဇူး ကျေးဇူးများကြီးတင်ပါတယ်။ဆိုတော့ညီမလေးဝေပြီးလေအာတိုင်သူချင်းမင်းနေစီကအမှတ်တည်လေအများကြီးပြီးတော့ပရိသတ်တွေရဲ့ဗုဒ္ဓင်လေအများကြီးရပါစေလို့စတောက်ပေးပါတယ်ညီမလေး။ဆန္ဒပြပါစေ။ကျေးဇူးပါညီမလေး။โอเคအဲ့တော့စုမနောဘော